မြန်မာနိုင်ငံမှာမကြခင်ငလင်ပေးကြီးကြားရောက်နိုင်တဲ့မြို့ကြီးများပရိသတ်များအားလုံးပဲမြင်လာပါရှင်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ငလင်အန္တရာယ်နဲ့ပတ်သက်တဲ့နောက်ဆုံးသုံးသပ်ချက်တွေပဲဖြစ်ပါတယ် အလုံးသေးကြတဲ့အချိန်မှာအခုနောက်ပိုင်းကဘာတဝမ်းမှာရောကျမတို့အိမ်ကြီးချင်းနိုင်ငံတွေမှာပါအင်အားပြင်းငလင်ကြီးတွေခက်စိတ်စိတ်လှုပ်ခတ်လာတာကိုတွေ့နေရပါတယ်။လွန်ခဲ့တဲ့6လကျော်ကမန္တလေးနားမှာလှုပ်ခတ်သွားတဲ့ပြင်ယာခွန်တတမခွန်အဆင်ရှိတဲ့ငလင်တန်းကိုကျမတို့ကိုယ်တိုင်လက်လက်ဆက်ဆက်ခန်းစားခဲ့ကြရတာပါ။ဒီဖြစ်စဉ်တွေကြောင့်ပြည်သူလူထုကြားမှာစိုးရိမ်မှုတွေမြင့်တက်နေချိန်မှာငလင်ဘူမိဗေဒပညာရှင်တဦးဖြစ်တဲ့ကိုစင်နောင်နောင်တက်ကတိတ်ပန်နေကြအချက်လက်တွေပေါ်မူတည်ပြီးတော့မြန်မာနိုင်ငံမှာမကြာမီကာလအတွင်းအင်အားပြင်းငလင် ်ကြားရောက်နိုင်တဲ့အန္တရာယ်ဆုံး၃ခုနဲ့အရိဇုံထဲမှာပါဝင်နေတဲ့မြို့ကြီးတွေအကြောင်းကိုသတိပေးပြောကြားလာခဲ့ပါတယ်။ဒါဟာဘယ်နေ့ဘယ်ချိန်လုံမယ်လို့တိတိကျကျဟောကိန်းထုတ်တာမျိုးမဟုတ်ပဲဘယ်နေရာတွေမှာဖိအားတွေစုပုံနေပြီးအန္တရာယ်ရှိနေလဲဆိုတာကိုပြည်သူတွေကြိုတင်ပြင်ဆင်နိုင်ဖို့ရည်ရွယ်တယ်လို့သူကရှင်းပြထားပါတယ်။ လက်ရှိချိန်မှာအစိုးရရာဇုံနဲ့အလေးနက်ဆုံးတတိထားရမယ့်နေရာကတော့သကိုင်းပြည့်ရွေးရဲ့တောင်ပိုင်းချမ်းဖြစ်ပါတယ်။အတိအကျပြောရရင်ပဲခူးမြို့ရန်ကုန်မြို့အပါအဝင်မြဝကျွန်းပေါ်အရှေ့ပိုင်းဒေသတွေပဲဖြစ်ပါတယ်။ ပါကြောင့်ဒီနေရာကအနေရဲ့အကြီးဆုံးလဲဆိုတော့ဒီနေရာဟာ1930ခုနှစ်ကအင်အားပြင်းပဲခူးငလင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်းနှစ်ပေါင်း65နှစ်ကြာတဲ့အထိငလင်ကြီးထပ်မလုပ်သေးတဲ့ငလင်ကွက်လပ်ဖြစ်နေလိုပါပဲဆိုလိုတာကနှစ်ပေါင်းများစွာစုပုံလာတဲ့ဖိအားတွေဟာအလွန်အမင်းတင်းမာနေပြီးတော့တစ်ချိန်ချိန်မှာကျိုးပြက်ပောက်ကွဲထွက်နိုင်တဲ့အခြေအနေမှာရှိနေရပါပိုဆိုးရကမကြသေးခင်ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလင်ရဲ့အစွမ်းအင်တွေကဒီတောင်ပတ်ချမ်းကိုထပ်ပြီးတော့တွန်းပို့လိုက်တယ်လို့ဖြစ်ပြီးဖိအားတွေကိုပုံများစေခဲ့ရပါ ပညာရှင်ရဲ့ခံမှန်းချက်အရဒီအပိုင်းကသာဒဇိန်လေးချိုးပြတ်ခဲ့မယ်ဆိုရင်ပြညာခွန်တဒမ၃ညကနေခွန်တဒမ၅အထိရှိတဲ့ငလင်ကြီးဖြစ်ပေါ်လာနိုင်ပြီးတော့လူဦးရေတန်းတဲ့ခြေနေတိုင်းနဲ့ရန်ကုန်မြို့ကြီးအတွက်အလွန်ကြီးမားတဲ့အနေရရှိနေတယ်လို့သတိပေးထားပါတယ်။ ဒုတိယအနေနဲ့အမြင့်ဆုံးဖြစ်နေတဲ့အစဉ်ကတော့ရှန်ကုန်းမြင်းမြင်းပေါ်ကပြည့်ွေကျော်တွေပဲဖြစ်ပါတယ်။အထူးသဖြင့်တောင်ကြီးပြင်ဦးလင်ကျောက်ဆယ်နေပြီးတော့လာရှိုးမူဆယ်အဆောက်ရှိတဲ့မြို့ကြီးတွေဟာဒီစုံထဲမှာပါဝင်နေပါတယ်။စကိုင်းပြည့်ွေမှာလှုပ်ခဲခဲ့တဲ့ငလင်ကြီးရဲ့ဖီအားကူပြောင်းမှုကအရှိမမရှိတဲ့ကြောက်ကြမ်းပြည့်ွေ ရှမ်းတောင်နယ်ပြည်ရွေးတွေပေါ်ကိုတက်ရောက်မှုရှိခဲ့တာပါဒီပြည်ရွေးတွေပေါ်မှာငလင်ငလင်တွေအစမပြတ်လှုပ်ရှားနေရကိုတွေ့ရှိထားပြီးဒါဟာဒီဒေသတစ်ခုလုံးတက်ကြွနေစေဆိုတာကိုပြသနေရကြောင်းဒီမျိုးကြီးတွေမှာနေထိုင်သူတွေအနေနဲ့တရေပြုစင်ခြင်းဖို့လိုအပ်တယ်လို့သိရပါတယ်တတိယဦးစားပေးအနေနဲ့ကတော့စောင့်ကြည့်ရမယ့်ဇုံဖြစ်ပြီးတော့မြန်မာနိုင်ငံအနောက်မြောက်ပိုင်းအင်ဒိုဘာမာထိုးစိုက်ဇုံနဲ့ကမ္ဘောပြည်ရွေးတရှိရာနေရာဖြစ်ပါတယ်ဒီဒေသမှာတော့ချင်းပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းကမြို့တွေပါဝင်ပါတယ်ဒီနေရာမှာမြေအောက်နောက်ပိုင်းမှာငလင်တွေဇက် တိုင်လှူရှားနေရကအိန္ဒိယကျောက်ထူးချက်ကမြန်မာကျောက်ထူးချက်အောက်ကိုတိုးဝင်နေရလှူရှားမှုတွေဖြစ်ပြီးအတိတ်ကလည်းအင်အားပြင်းငလင်ကြီးတွေလောက်ခတ်ခဲ့မှုတွေအတွက်သတိပြုဖို့လိုအပ်တယ်လို့သိရပါတယ်။အရေးကြီးဆုံးအချက်ကတော့မိမိတို့နေထိုင်တဲ့အဆောက်အုံရဲ့ခိုင်ခံ့မှုကိုအင်ဂျင်နီယာတွေနဲ့တိုင်ပင်ပြီးတော့စစ်ဆေးတာတွေငလင်လုံးခဲ့ရင်ဘာလုပ်ရမလဲ၊ဘယ်မှာပြန်ဆောင်ကြမလဲဆိုတဲ့မိသားစုအရေးပေါ်အစီအစဉ်တွေကိုကြိုတင်ရေးဆွဲလေ့ကျင့်ထားတာတွေအရေးပေါ်ပစ္စည်းအသင့်ပြင်ထားတာတွေကိုမဖြစ်မနေပြုလုပ်ထားဖို့အလေးနက်တိုက်တွန်းလိုက်ပါတယ်ရှင်။ကေဘရေး သက်ကြီးတွေရောဒီလိုမျိုးအနေနဲ့တတိပေးချက်တွေပေါ်မှာဘယ်လိုမြင်ပါသလဲအားလုံးသိအောင်ဝေးမြပေးသွားဖို့တောင်းဆိုလိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လမတခင်မှာကလေးကဟင်းဝရံကိုလှုပ်ကျွေးနေရပြီဖြစ်တဲ့ဆိုပြတဲ့စဉ်ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်အခုလက်တလောအနုပညာလောကရဲ့အာယုံဆိုင်ခံရဆုံးနဲ့လူပြောများဆုံးကတော့မကြခင်မှာရွှေလက်တွဲကြတော့မယ်မင်းသားကျော်ဟင်းဝရံနဲ့မင်းသမီးကျော်လေးဆိုပြတဲ့စဉ်တို့ရဲ့မင်္ဂလာသတင်းပါဒါပေမဲ့အခုဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်တစ်ခုကြောင့် ပြည်သက်တွေကြောင့်မဆိုရင်တန်တွေနဲ့အတူညင်းပွားဝဲရအကြောင်းအရာတခုဖြစ်ပေါ်လာခဲ့ပါတယ်။အဲဒါကတော့မကြခင်မှာသတို့သမီးလောင်ဖြစ်လာတော့မယ်။ဆိုပြတဲ့စဉ်တရားလက်တောင်မထရသေးခင်ကတည်းကသတို့သားလောင်ဟင်းဝရရဲ့ဝေယဝဲဆောက်တွေကိုလုံလုံလလလောက်ကင်ပေးနေရတဲ့မြင်ကွင်းမှာပဲဒီဗီဒီယိုဖိုင်ကိုမြင်ထွက်လိုက်ရတဲ့ပြည်သက်တွေကြောင့်မဆိုရင်တန်တွေညံသွားခဲ့ပြီးတော့ ဆိုပြတဲ့စင်ဟာအင်ထောင်မပြုတ်ခင်ကလေးကအနိုင်ကျင့်ခံနေရတာလားဆိုပြီးတော့ထင်စီမျိုးမျိုးနဲ့ပြောဆိုနေကြပါရယ်ပရိသတ်တွေဘာကြောင့်ဒီလောက်ထိစိုးရိမ်နေကြရလဲဆိုတော့ဆိုပြတဲ့စင်ရဲ့နောက်ခံဘဝလေးကြောင့်ပါပရိသတ်တွေတည်ကြတဲ့အတိုင်းပဲဆိုပြတဲ့စင်ဆိုတာကအနုပညာအတန်းဝိုင်းမှာအောင်မြင်နေတဲ့မင်းသမီးတယောက်ဖြစ်တယ်လို့သူရဲ့မိသားစုမှလည်းတဦးသေးတော့သမီးလေးဖြစ်တာကြောင့်မိဘတွေကရောဆွေမျိုးတွေကပါဘယင်မတပါလို့ဖူးဖူးမုတ်ချစ်ခင်ယူရပြီးတော့အဆဆရရအလိုလိုက်ခံရတဲ့သူပေါ့အခုအွယ်ရောက်လာတဲ့အချိန်ထိတောင်မှပတ်စံကိုကိုယ်တိုင်မကင်မဲအမ ေ့လက်ထဲအတဲတီလိန်မာတိတက်ပြီးတော့မိဘရဲ့အရေးအဝါသားအောက်မှာကြီးပြင်းခဲ့တဲ့သူဖြစ်ပါတယ်ဒီလိုမျိုးတုံနေအောင်ချိရတဲ့တဦးတဲ့တော်သမီးလေးကအခုလိုယောက်ျားတယောက်ရဲ့တောက်တူမယားတွေကိုလိုက်လံလောက်ကင်ပေးနေရတဲ့ပုံမှာပြည်သက်တွေကစိတ်မကောင်းဖြစ်ပြီးတော့စိတ်ပူပန်ပေးနေကြတာပေါ့ အထူးသဖြင့်တော့တအူရီတော်သမီးဖြစ်တာကြောင့်တဖက်မိသားစုတွေကိုချွေးမတော်ရရင်ရောက်ခမတွေရောင်းမတွေကဝိုင်းပြီးတော့အနိုင်ကျင့်ခိုင်းစားမှာကိုစိုးရိမ်နေကြတာဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ဇလန်းကိုပြန်ကြည့်မယ်ဆိုရင်တော့ပြည်သက်တွေအားကြခဲ့ရတဲ့ဇုံတွေလေးတွေပါ။နေ့အစပိုင်းမှာကလေးကရွှေဆိုင်ခန်းသားတွေပွဲတွေအတူတူတက်ပြီးတော့တွေ့မြင်လာရကနေပြည်သက်တွေကလိုင်းဖက်လုံးနေဆိုပြီးတော့သဘောတူအားပေးခဲ့ကြတာပါ။နောက်ပိုင်းမှာတော့သူတို့နှစ်ယောက်မင်္ဂလာဆောင်တော့မယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့ပေမဲ့အဲ့ဒီအချိန်ထိသူတို့သားလောင်းသူတို့သမီးလောင်းကဘယ်သူတွေမှမသိခဲ့ းကြတာပါအားလုံးကိုအင်အားသေးစေခဲ့ရတာကတော့သူတို့နှစ်ယောက်ရဲ့မင်္ဂလာသတင်းကိုတရားဝင်ကြားတရရတဲ့ချိန်မှာပဲနှစ်ဦးနှစ်ဖက်မိသားစုတွေတိုင်ပင်ပြီးတော့ဆေးဆက်ကြောင်းလမ်းမှုတွေပြည်စည်းကချစ်သူသက်သန်း၆နှစ်ပြည့်အထိမ်းအမှတ်ဖြစ်မင်္ဂလာ၆ပွဲတန်တိုင်းအဆင်ပြေချုံးမွေနေခဲ့တာပါဒါပေမဲ့လေပရိသတ်တွေရဲ့စိုးရိမ်ပူပန်မင်းတွေရဲ့နောက်ကွယ်မှာတကယ်အဖြစ်မှန်ကတမျိုးတစ်ပုံဖြစ်နေပါတယ်တကယ်တမ်းမှာတော့စိုးပြေသစဉ်ကိုရိုင်းကအခုလိုမျိုးဟင်းဝီရဲ့ဝေယဝင်းဆောင်တွေကိုလောက်ကင်ပေးရတဲ့ပုံမှာမကြေမနက်ဖြစ်နေခြင်းမရှိပဲကျင်းနဲ့ပျော်ရွှင်နေတဲ့ပုံကိုတွေ့ရပါတယ်ဒါဟာအနန်ကျ ထင်ရခြင်းမဟုတ်ပဲကိုချစ်တဲ့သူပုံမှာထားတဲ့မေတ္တာနဲ့ကယူဆမှုကိုပြသတဲ့လောရတခုဖြစ်ရှုမြင်နိုင်ပါတယ်။ဒါပြင်ဟင်းဝင်ရရဲ့မိဘတွေနဲ့မိသားစုဝင်တွေကဆိုဖြစ်တဲ့ခြင်းကိုအနိုင်ကျင့်ဖို့ထက်ကိုယ့်ရဲ့သမီးအရင်လေးတယောက်လိုဝိုင်းပြီးတော့ချစ်ခင်ကြရတယ်လို့အတွင်သတင်းတွေရသိရပါတယ်။ဟင်းဝင်ရတို့လိုမျိုးအသားဝိုင်းကဒီလိုလိမ္မာရေးကြရှိပြီးအသည့်လိမ္မာနဲ့ပြည့်စုံတဲ့အမျိုးကောင်းသမီးလေးတယောက်ကိုချွေးမတော်ခွင့်ရတာကြောင့်လက်မခံနိုင်စရာအကြောင်းမရှိပါဘူး။ဒီအချက်တွေကိုကြည့်ချင်းအဖြစ်ပရိသတ်တွေရဲ့စိုးရိမ်မှုဟာချစ်တဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ ်ပူပန်မှုတစ်ခုသာဖြစ်ပြီးတကယ်လက်တွေ့မှာတော့ဆိုဗီယက်သင်္ဆင်ဟာသူ့ရဲ့အင်ထောင်ရေးအကြိုကာလမှာပျော်ရွှင်စွာနဲ့ဖျက်ဆီးနေရကိုတွေ့ရပါတယ်။တရောင်းနဲ့တရောင်းအပြန်အလှန်နားလည်မှု ကယူးဆိုင်မှုတွေနဲ့တိစောက်ထားတဲ့ဆက်ဆံရေးမျိုးလည်းဖြစ်ပါတယ်။ပြည်သက်ကြီးတို့ရောဒီပေါ်မှာဘလို့မြင်ကြပါသလဲ။လက်မထက်ခင်ကတည်းကချစ်သူရဲ့ဝေယဝိဆောက်တွေကိုလိုက်လံလှုပ်ပေးနေရတာကစိုးရင်စရာရွှေပြင်းနမိတ်တခုလို့မြင်လား။ဒါမှမဟုတ်ချစ်ချင်းမြတ်တာရဲ့တသက်တခုဖြစ်ပဲရှုမြင်ကြလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဗီဒီယိုလေးတစ်ပိုင်းကြောင့်နာသမီးပုံမြင်တဲ့ကစင်ဒရယ်လာမင်းသမီးနဲ့တူလို့လူပြောများနေတဲ့အဝတ်မော်ရွှေကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။လက်တလောလူမှုကွန်ရက်အစာမျက်နှာတွေပေါ်မှာပြန့်နှံ့လာတဲ့ဗီဒီယိုလေးတစ်ပိုင်း ုင်ကြောင်းနေသမီးပုံမြင်တဲ့ကအစင်တွင်လာမင်းသမီးလေးလာစက်တီရရှိရှိလှပလုံးနေလို့လူပြောများနေရကတော့မင်းသမီးကျော်လေးဝင်းမော်ရွှေကြီးပေါ့မင်းသမီးကျော်လေးဝင်းမော်ရွှေကြီးကတော့အမျိုးသမီးတွေကြားမှာပြောစရာမလိုလောက်အောင်ကိုအရာရာပြည့်ပြည့်စုံလုံးသူလေးတယောက်လို့ဆိုရမှာပါ ဝိမောရှင်ပြိုင်ဆိုင်ထားတဲ့အရာအလုံးမှန်သမျှတိုင်းကမိန်းကလေးတွေရဲ့စိတ်ကူးတွေကအိမ်မက်တွေဖြစ်တာကြောင့်အားလုံးကအားကြနေကြရပါတယ်။အခုဆိုရင်လည်းနတ်သမီးပုံမြင်တွေကစင်ဒရဲလာလိုမျိုးပွဲတက်ခါဝင်အကြီးကြီးကိုဝစ်ဆင်ထားတဲ့ဗီဒီယိုလေးကပြန့်နှံ့ခဲ့ရာကြောင့်အားလုံးရဲ့မျက်စိထဲမှာမိန်းသမီးလေးဝိမောရှင်ကတက်ရှိစင်ဒရဲလာလေးလိုလည်းမြင်ရောင်နေကြတာပါ။ချစ်စရာကောင်းပြီးတော့အေးချမ်းတဲ့မျက်နှာထားပိုင်ရှင်ဖြစ်တာကြောင့်အခုလိုဝစ်ဆုံမျိုးနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာလူအများကငိမ့်မောရလောက်အောင်ကိုစက်တီးဖြားဖြားနဲ့တင့်တယ်နေ တော်ဝင်မင်းသမီးတစ်ပါးလိုမျိုးခံစားရပါတယ်။မင်းသမီးဝင်းမုံရှိဆိုတာကမင်းကလေးတွေအားကြရတဲ့စံပြအမျိုးသမီးကောင်းတယောက်ဖြစ်ပြီးတော့ကံကောင်းလွန်းသူလို့ဆိုရမှာပါဝင်းမုံရှိကငကိုကလေးကအနုပညာလောကမှာစစ်စရာကောင်းတဲ့တယောက်ဆောင်မင်းသမီးလေးတယောက်ဖြစ်ပြီးတော့ဖက်ရှင်ကြကြဝတ်စားစီရင်တဲ့ပိုင်နေစွာတယောက်ဆောင်တဲ့လို့မြန်မာနိုင်ငံရဲ့နာမည်ကြီးမင်းသမီးတယောက်ဖြစ်ထင်ရှားပါတယ် ဝင်းမုံရွှေကအင်တာဗျူးတော့လေမြန်မာနိုင်ငံမှာအချမ်းသာဆုံးတထေကြီးကိုနိုင်ဖြိုးကျော်နဲ့လက်ထပ်နိုင်ခဲ့ရပါ။ဒါကြောင့်ဝင်းမုံရွှေကိုပြည်သက်တွေကအင်တာရေးကန်ကောင်းတဲ့အမှုပညာရှင်တယောက်ဆောင်မင်းသမီးလေးတယောက်ဖြစ်နေတတ်မှတ်ထားကြပါရယ်။နေနေလာရွှေနဲ့မြောင်ဆိုတဲ့အဆိုရိုးလေးအတိုင်းပဲဝင်းမုံရွှေရဲ့ဇနီးမောင်နှံကတော့တကယ်ကိုမလိုက်ဖက်လွန်ပြီးစိတ်တူကိုယ်တူနဲ့ဖြတ်သန်းနေရကြောင်းအများအားကြားရတဲ့အင်တာရေးကိုပိုင်ဆိုင်ထားပါရယ်။နှစ်ယောက်တူတူသရတရားထက်သန်စွာနဲ့အလှူအတန်းတွေလုပ်ရင်းကုသိုလ်ကောင်းမှုတွေလုပ်လို့ရှိရကြောင်းဝင်းမုံရွှေရဲ့ဇနီးမောင်နှံကို မြင်တဲ့သူတိုင်းကစိတ်အေးချမ်းမှုကိုခံစားကြမိပါပါ။နောက်ပြီးတော့တဖက်မှာလည်းခင်မုံဖြစ်သူကိုနိုင်ဖြိုးကျော်ကြောင့်ဝိမုံရွှေကြီးကအနုပညာအလုပ်တွေကိုလွတ်လပ်စွာလုပ်ခွင့်ရနေတယ်လို့စစ်စနီးလေးအတွက်လည်းအဖိုးတန်တန်မိုးကြီးလက်ဝဲရတနာရိအများကြီးကိုစင်မြန်းခွင့်ပေးခဲ့ရပါ။အကယ်ဒမီစုပေးပွဲမှာဆိုရင်တရုတ်ဆောင်မင်းသမီးဝိမုံရွှေကြီးကတိန်းတုံးတိန်းကျော်တန်ကြောင်စိန်လေဆွဲကြီးကိုဝတ်ဆင်ခဲ့ပါတယ်။ဒါအပြင်တိန်းတောင်းကျော်တန်ဗဒံများလေဆွဲတိန်းနေရတဲ့ကြည်မန်စရာတွေကိုလည်းဝတ်ဆင်ခဲ့ရပါ။အိမ်မာနေင်းနဲ့တောင်မင်းသမီးလေး ေးတပားလို့ချစ်ခင်ရပြီးတော့ခင်မုံဖြစ်သူတွေရဲ့ဆွေမျိုးတွေဘက်ကအချစ်ကြီးချစ်တာကိုခံနေရတာကတကယ်ကိုမှကံကောင်းလို့နေလို့ဆိုရမှာပါအခုလည်းမင်းသမီးတပားအလားအပြာနုရောင်တော်ဝင်ဆန်ဆန်ကာဝင်ကြီးကိုဝင်ဆင်ပြီးတော့တိန်တောင်းချီတန်းတဲ့ရတနာပစ္စည်းတွေကိုစင်မြန်းချပြန်ပါတယ်သူမဝင်ဆင်ထားတဲ့ကာဝင်ကြီးရဲ့တန်ဖိုးကတာမန်လူတွေအင်အားသစ်သွားလောက်အောင်တန်ဖိုးမြင်မှလွန်လာတဲ့ကာဝင်ကြီးတစ်ထည်ဖြစ်တာကြောင့်ဝင်းမွန်ရွှေတရားဘလောက်တောင်အချစ်ခံနေရလဲဆိုတာခံမမိကြပါဘူးကာဝင်နဲ့သူမကတကယ်ကိုပဏ္ဏသိန်းစွာပဲလိုက်ဖက်လို့ နေပြီးတော့စင်တွဲလာကတ်တွန်းကားကစင်တွဲလာမင်းသမီးလေးတက်ရှိထင်ရှားပေါ်ထွက်လာတယ်လို့တောင်မှတ်ယူရပါတယ်။ရုပ်တရက်အခုလိုမျိုးဝစ်စုံမျိုးနဲ့မြင်လိုက်ရတာကြောင့်ပရိသတ်ချိုးကတော့ဝိမုံရှင်အနေနဲ့နောက်ထပ်ရုပ်ရှင်ဇာတ်ကားသစ်တကားရိုက်ကူးဖို့အတွက်များလာလို့ထင်မြင်ယူဆနေကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေအနေနဲ့ဝိမုံရှင်ဝစ်စင်ထားတဲ့ဝစ်စုံလေးနဲ့ပတ်သက်လို့ဘလို့မြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။မြမသမီးကိုလုံးဝမစားကြတဲ့အနုပညာရှင်လေးယောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါ ါရှင်ထမင်းအသက်9ရက်ရေအသက်10မိနစ်ဆိုတဲ့ဇက်ကဘုံဟာမြန်မာပြည်အတွက်ပါမြန်မာလူမျိုးတွေအတွက်ထမင်းဆိုတာအသက်ပါပဲဘလောက်ပဲကောင်းပေညွန်ပေဆိုတဲ့ဟမ်ဘာဂါတွေပီဇာတွေဆက်ဆာနောက်ဆုံးတော့ထမင်းပူပူလေးနဲ့ကိုကြိုက်တဲ့ငပီးလေးကိုတောင်းတာတတ်ကြတယ်မဟုတ်လားဒါပေမဲ့ယုံနိုင်စရာမရှိတော့အောင်ပဲကျမတို့ရဲ့အနုပညာရှင်တချို့ကတော့ထမင်းကိုလုံးဝမစားဘဲနေနိုင်ကြပါတယ် သူတို့ဘာကြောင့်ထမင်းမစားတာလဲထမင်းအစားဘာတွေစားပြီးသူတို့ရဲ့ကျန်းမာရေးနဲ့အလှပကိုထိမ့်သိမ်းထားသလဲဆိုတာကိုဒီနေ့မှစူးစီးဖော်ပြပေးခြင်းပါတယ်နံပါတ်၄မော်ဂွန်တစ်စရင်ရဲ့နံပါတ်၄နေရာကတော့တသက်စာတယောက်ဆောင်မော်ဂွန်တစ်ပါဝင်ပါတယ် သူရဲ့ထမင်းမစားရတဲ့အကြောင်းပြချက်ကတော့တော်တော်လေးထူးခြားပါရင်သူဟာမြမအစားစာတွေရဲ့အဓိကအသက်တွေးကြောဖြစ်တဲ့ငပိရဲ့အနံ့ကိုလုံးဝမခံနိုင်တာကြောင့်ထမင်းရင်းတွေကိုရှောင်ကျဉ်တာဖြစ်ပါတယ်။အင်တာဗျူးတစ်ခုမှာတော့သူဟာစကော့တလန်သားတယောက်ဖြစ်လို့မြမထမင်းရင်းတွေနဲ့အသားမကျတော့အထူးသဖြင့်ငပိနံ့ကိုမကြိုက်တာကြောင့်မစားဖြစ်တာပါလို့ရှင်းနှောင်းဖြေကြားခဲ့ရပါဘူး။ နံပါတ်3မေလာတန်စင်ချိုတာတဲ့အတန်ပိုင်ရှင်လေးအစိုးရမေလာတန်စင်ကတော့ကလေးဘွားကလေးကထမင်းနဲ့ပတ်သက်ရင် အကျင့်လေးကထူးကြပါတယ်။သူများတွေလိုထမင်းနဲ့ဟင်းကို ရောနေမစားပဲထမင်းသက်သက်ဟင်းသက်သက်ခွဲစားတတ်တဲ့အကျင့်ရှိခဲ့တယ်လို့ဆိုပါတယ်။အခုချိန်မှာတော့အစိုးရသားမကတရုတ်ဆောင်အနေနဲ့ပါအမှုပညာအလုပ်တွေဇက်တိုက်လှုပ်လာရတဲ့အခါမှာခန္ဓာကိုယ်ရဲ့ကြံ့ခိုင်မှုနဲ့လှပမှုကိုထိန်းသိမ်းဖို့အတွက်ကာဘိုဟိုက်ဒရိတ်များတဲ့ထမင်းကိုရှောင်လိုက်ရပါတယ်။ သူရဲ့အဓိကအစားအစာကတော့ကျဲမိုင်ရည်နဲ့ညင်ညွတ်တဲ့ဆူရှိဖြစ်ပြီးအေးအေးနဲ့အရင်ရှောင်းတဲ့အစားအစာတွေကိုပဲအဓိကအစားသုံးဖြစ်တယ်လို့သိရပါတယ်။နံပါတ်1နွယ်ဒါလီထွန်းထမင်းမစားတဲ့ဆယ်လီတွေထဲမှာစံချိန်တင်ထားသူလို့ပြောရမှာကတော့တရုတ်ဆောင်မော်ရဲတဲ့နွယ်ဒါလီထွန်းမှာပဲဘာကြောင့်လဲဆိုတော့သူထမင်းမစားခဲ့တာအခုဆိုရင်နှစ်ပေါင်း16နှစ်အနည်း20နီးပါးတောင် ရှိနေပြီဖြစ်လို့ပါပဲ။ တကယ်ကိုလေးစားစရာစိတ်တက်ပါသူမကတော့ကျန်းမာရေးနဲ့အလှပကိုအလွန်အလေးထားသူဖြစ်ပြီးထမင်းမှာပါတဲ့ကာဗိုဟိုက်ဒရိတ်နဲ့အချိုဓာတ်တွေဟာစီးကျုပ်လို့ရောဂါတွေဖြစ်စေနိုင်တာကြောင့်ဒိုင်ရက်အနေနဲ့အငယ်စဉ်ကတည်းကဖျက်ခဲ့တာဖြစ်ကြောင်းဖြေဆိုခဲ့ပါတယ်တာမန်လူတယောက်ထမင်းတရက်မစားရရင်တောင်ခေါင်းမူးနိုင်ပါတယ်။ဒါပေမဲ့သူမကတော့အောင်မြင်စွာပဲဖြတ်သန်းနေတာတကယ်ကိုပဲအမခမ်းပါပဲ။ နံပါတ်1အိတ်သက်တန့်ဝိုင်းနောက်ဆုံးနဲ့အံ့ဩစရာအကောင်းဆုံးကတော့နမည်ကြီးကျက်စီထမင်းဆိုင်ပိုင်ရှင်တဦးဖြစ်တဲ့ social media celebrity အိတ်သက်တန့်ဝိုင်းမှာပဲဟုတ်ပါတယ်ကျက်စီထမင်းဆိုင်ပိုင်ရှင်ကိုရိုင်းကထမင်းကိုလုံးဝမစားပါဘူးမစားရုံတည်းမကားပါဘူးထမင်းနဲ့ဟင်းကိုမြင်ရင်တောင်ကြောက်တဲ့ phobia တစ်မျိုးကိုခံစားနေရတာပါသမီးနဲ့ဟင်းကိုမြင်လိုက်တာနဲ့စက်သီးတွေထပြီးတော့မနေနိုင်မထိုင်နိုင်ဖြစ်ရတဲ့အထိခံစားရတာကြောင့် သူမကထမင်းကိုလုံးဝမစားဘဲနဲ့တခြားအစားအစာတွေနဲ့သာနေ့စဉ်ဘဝကိုဖျက်ဆီးနေရပါတယ်။ကိုယ်တိုင်မစားနိုင်တဲ့မြင်နိုင်တဲ့တောင်မှကြောက်ရတဲ့အစားအစာတခုကိုအကောင်းမွန်ဆုံးဖြစ်အောင်ချက်ပြုတ်ရောင်းချပြီးတော့အောင်မြင်မှုရနေရကတော့တကယ်ကိုထူးခြားပြီးလေးစားစရာကောင်းတဲ့အချက်တခုပါပဲ။ ကဲပရိသတ်ကြီးတို့ရောဒီအမှုပညာရှင်တွေရဲ့ထမင်းမစားရတဲ့အကြောင်းအရာတွေထဲမှာဘသူရဲ့အကြောင်းကအံ့ဩဖို့အကောင်းဆုံးလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်ကိုရင်ရောထမင်းမစားပဲဘလောက်ကြကြာတိနေနိုင်မယ်လို့ထင်လဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်